မင်္ဂလာပါရှင်ပရိသတ်များအားလုံးကိုဒီ channel ကနေပြန်လည်ကြိုဆိုလိုက်ပါခေါင်းဆောင်များရမရိုက်မည်ဆိုပြီးခြေနေတဲ့မင်းသမီးတွေကိုဘဘသင်ငန်းစာတစ်ခုပြပြလိုက်တဲ့မလိုရီပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်မင်းသမီးမယ်လိုရီကတော့တချိန်ကအကယ်ရမီစုရမင်းသမီးတဦးဖြစ်တဲ့အပြင်မင်းသမီးတယောက်ရဲ့အလားတရာနဲ့လည်းပြည်စုံပေမဲ့ရုပ်ရှင်ကားတွေမှာရရအခန်းကားတော့ပါဝင်ရိုက်ကူးလာပါတယ် မလရီကတချိန်ကနာမည်ကြီးကောင်းဆောင်မင်းသမီးတဦးဖြစ်ပေမယ့်အခုချိန်မှာတော့ဒုတိယမင်းသမီးနေရာကိုဆင်းပြီးဆပ်ပေါရိုးတွေပီလေရိုးတွေကိုသာရှိုက်ကူလာတာကြောင့်မလရီရဲ့ပရိသတ်တွေကနှမျောနေကြပါတယ်တခြားသောမလရီနဲ့တတူမြတူမင်းသမီးတွေကတော့အခုချိန်မှာတော့ကောင်းဆောင်မင်းသမီးဖြစ်မှလောက်ွက်ရမှာစိုးကောင်းရွေးချယ်နေပြီးပရိသတ်နဲ့အထီးအတွေ့နဲလာကြပါတယ် မလရီကတော့ဂျူနီယာမင်းသမီးတွေကို support ပေးလာရုံသာမကသူတို့ရဲ့အမေနီယာကပါတရုတ်ဆောင်လာပါတယ်။ဒီပမာမလိုရီရဲ့နာမည်နဲ့အလားပြည်သက်တွေကနှမျောနေကြပေမဲ့မလိုရီကတော့ဒီလိုလောက်ကမရတဲ့ရုပ်ရှင်တွေရိုက်နေတဲ့သူရဲ့ခံယူချက်တချို့ကိုပြောပြလာပါတယ်။မလိုရီကမြန်မာနိုင်ငံမှာတတိကျအောင် အောင်မြင်ခဲ့တဲ့မိမိကြီးတွေတောင်အရွယ်တစ်ခုရောက်တဲ့ခါမှာအမေခန့်တွေအမအခန့်တွေကိုတရုပ်ဆောင်လာရသေးတာပဲဒါတော့ဒီမိမိကြီးတွေက တခင်မှာတယောက်ပရိသတ်တွေမြင်ရတွေ့ရခဲ့ပြီးအောင်မြင်ခဲ့ကြတဲ့မိမိကြီးတွေပါမယ်လိုရီကတော့ဒီလိုဒိတ်ဒိတ်ကျဲအောင်မြင်ခဲ့တဲ့မိမိတဦးလဲမဖြစ်ခဲ့ပါပဲနဲ့ဒီရွယ်ကြီးရမခေါင်းဆောင်နေရာမှာ မရရှင်မရိုက်ဘူးဆိုပြီးတင်းခန့်ထားစရာအကြောင်းမရှိဘူးလို့ဆိုပါတယ် မယ်လိုရီကကယ်ရမီရွှေစိန်ရုပ်ထုကိုပေးဖဲ့ပြီးသူ့ကိုသူဒီလိုနှိမ်ချစွာပြောဆိုပြီးနေထိုင်နေတာကလည်းလေးစားစရာပါပဲ။ဒါကြောင့်မယ်လိုရီကကိုကိုဘာလဲတိဖို့နံပါတ်1အရေးကြီးတယ်အရာကိုတိပြီးလက်ခံတက်ဖို့လိုတယ်လမ်းမကန်တက်ဖေးလောဘဒေါသမောဟတွေနဲ့အတ္တကြီးနေရင်ငါကမင်းသမီးငါက မလရီဆိုရဲစိမ့်နဲ့သွားနေရင်ဒီလောကထဲကပျောက်သွားမှာပဲဒါကြောင့်များတာတဲ့အတွေးခေါ်နဲ့အချိန်နှချင်းခါပေါ်မူတည်ပြီးအချိန်ကိုင်းလှူရှားတက်ဖို့လိုတယ်လို့မလရီကခံယူထားပါတယ်မလရီကမင်းမီးနေရာမှာမရရှင်းမရိုက်ဘူးဆိုပြီး နေလို့ရတဲ့အသက်20ကျော်အရွယ်လေးလည်းမဟုတ်တော့ပါဘူး။နောက်ကိုလက်ကြည့်လိုက်ရင်လည်းကိုပိုင် production လည်းရှိမနေတဲ့အပြင်မလိုရီကပြန်ကြည့်ရမယ့်အမီရဲ့တားရဲ့ရှိနေတာကြောင့်အခုလိုရတဲ့နေရာကနေပြန်ရိုက်ဖြစ်တာပါလို့ဆိုပါတယ်။ခုကေမမင်းမီးသက်တွေလည်းအများကြီးပေါ်လာတာကြောင့်အရွယ်တစ်ခုရနိုင်ပြီဖြစ်တဲ့မင်းမီးကြီးတွေကဖဲ့ပေးရတာထုံးစံပါပဲ။ မလရီကတော့အကယ်ဒမီရတောင်ကလည်းရခဲ့တဲ့အလျောင်းနာမည်တစ်ခုနဲ့နေနိုင်ခဲ့ပြီးအခုလိုအရွယ်တစ်ခုရှောင်းလာတဲ့အချိန်မှာလည်းရှားတဲ့နေရာမှာပေးလာတဲ့ဆက်အပေါ်တောင်တစ္ဆာရှိရှိနဲ့တရုပ်ဆောင်လာပါတယ်။မလရီကဗီဒီယိုခေတုံးကလည်းနာမည်ပူကြည့်ဖို့လူသိများဖို့တွင်မစင်းစားပဲမင်းသားသစ်တွေနဲ့ဇကာပေါင်းများစွာတွေ့ရပြီးခဲ့ပါတယ်။မင်းသားတစ်တွေကိုပြိသက်လက်ခင်နေသည့်မယ်လိုရီကအနည်းနာခံတွေ့ရပြီးခဲ့တာကြောင့် မလရီကနာမည်ကြီးတဲ့လောက်မကြီးခဲရပါဘူးတခြားသောခစ်ပြိုင်မင်းသမီးတွေနာမည်ကြီးမင်းသားတွေနဲ့တော့ရှိုင်းရဖို့ကြိုးစားနေချိန်မှာမယ်လိုရီကတော့ဒီလိုသဘောကောင်းပြီးနေခဲ့ပါတယ်။မယ်လိုရီကတော့ပွင့်လင်းတဲ့မင်းသမီးတဦးပီပီအခုချိန်မှာခေါင်းဆောင်နေရကမဟုတ်ပဲ supporting role ကနေရိုက်ခဲ့တာပတ်စံရချင်လို့ပရိသတ်နဲ့အဆက်အသွယ်မပြတ်ချင်လို့ဆိုပြီးပြောလာခဲ့ပါတယ်။ မလိုဒီရဲ့တာလေးကလည်းမိဘနှစ်ပါးကွဲသွားပြီးနောက်မှာအဖေလက်ထဲထည့်ပေးလိုက်ရတာဖြစ်ပြီးတဦးသေးသောတာလေးကိုမျက်နှာမငယ်အောင်မလိုရီကထားခြင်းပုံပါပဲအရှင်ကတော့တာဖြစ်သူကမလိုရီကသာခေါ်ထားပြီးနောက်ပိုင်းကျမှသာအတိုင်းဝိုင်းကောင်းတဲ့ယောက်ျားရဲ့လက်ထဲတာဖြစ်သူကိုထည့်ပေးခဲ့ပါတယ်ဒီအချိန်ကဆလို့မလိုရီဟာအရင်လိုနုပညာအလုပ်တွေပြန်လုပ်လာခဲ့တာပဲဖြစ်ပါတယ် မလိုရီရဲ့ဘဝကိုမိခင်အချင်းချင်းလဲကိုချင်းစာကကယုနာတက်နေရပါတယ်။အခုလိုစိတ်ဝင်စားစရာကောင်းတဲ့သတင်းအကြောင်းအရာတွေအပြင်နောက်ထပ်လည်းနှုပညာရှင်တွေရဲ့စိတ်ဝင်စားစရာကောင်းတဲ့သတင်းအကြောင်းအရာတွေကိုအချိန်နဲ့တပင်းညီတင်ဆက်ပေးသွားမှာဖြစ်လို့စောင့်မျှော်အားပေးကြပါအောင်နော်။ကျေးဇူးတင်ပါတယ်ရှင်။